အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းများကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်များရှိနေဟုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးညင့်ကြိုင်ဆိုသူဝန်ခံတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖက်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့ပြုလုပ်မယ့်ရွှေခေါက်ပွဲအတွက်မေဆင်းများအချက်လက်ကွဲလွဲမှုမပြေစုံမှုနဲ့လိုအပ်ချက်များရှိနေကြောင်းစစ်တလက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဖွင့်ကြီးမြင့်ကျိုင်ဆိုသူကဝန်ခံလိုက်ပါတယ်။ရှမန်းနေနေပြည်တော်တွင်ပြုလုပ်သည့်မြေပြင်ကွင်းစင်စည်ရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင်မြင့်ကျိုင်ကအထက်ပါတိုင်ဝန်ခံလာခြင်းဖြစ်ပါတယ်။ စက်တင်ဘာလ30ရက်နေ့မှာစ၍ပထမအကြိမ်မင်းဆန္ဒရှင်စရင်ကိုတက်ဆိုင်ရမျိုးနေများအလိုက်ထုတ်ပြန်ကြေညာခဲ့ပြီးအချို့ဒေသများတွင်မဲစင်းမပြည့်စုံအချက်လက်ကွဲလွဲမှုနှင့်လိုအပ်ချက်များအနှိမ့်ငယ်ရှိနေသည့်ကိုတွေ့ရှိရပါကြောင်းပြည်သူများအနေဖြင့်မိမိအမည်မဲစင်းတွင်ပါမပါအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့လာရောက်ကြည့်ယူနိုင်ရင်ပြင်ဆင်ဖြည့်ဆွက်ရန်လိုအပ်ချက်များရှိပါကကာကန်ရှင်အနေဖြင့်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့်ပြည့်စွက်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်ကြောင်းမြင့်ဆိုင်ကပြောဆိုပါတယ်။လက်ရှိအတိပြုလူဦးရေစရင်တွင်ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့်အကြောင်းမျိုးမျိုးကြောင့်ရွှေ့ပြောင်းနေထိုင်သူများသည့်ပြောင်းရွှေ့နေထိုင်ရာဒေသသို့အိမ်နောက်စုလူဦးရေစရင်ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက်မဲစရင်ပြုစုရာတွင်ကြန့်ရှိနေခြင်း၊ကွဲလွန်းနေခြင်းဖြစ်ပါကြောင်းမြင့်ဆိုင်ကပြောဆိုပါတယ်။အကြံဖတ်မြင်အောင်လိုက်က2020ရွေးကောက်ပွဲတွင် မဲစင်းညာမှားယွင်းနေမှုကိုအကြောင်းပြု၍စီအာနာသိမ်းခဲ့ခြင်းဖြစ်ပြီး၎င်းတို့ပြုလုပ်မည့်ရွေးကောက်ပွဲတွင်လွတ်လပ်တရားမျှတစွာပြုလုပ်မည်ဟုပြောဆိုတော်လဲမဲစင်းညာမှားယွင်းမှုများဇက်တိုက်ကြုံလာရကမဲစင်းညာမှားယွင်းနေပါကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံလာကြခြင်းဖြစ်ပါတယ်ချန်ဖို့ပါတီမှဘူလလဆွေကလည်းအော်တိုဘာလ9ရက်နေ့ကမဲစင်းများအကြီးကျယ်မှားယွင်းနေကြောင်းလူဦးရေ900အတွင်း300ဦးမှားယွင်းနေကြောင်းမဲစင်းပြင်ဆင်ချိန်နေပါကြောင်းမဖြစ်သင့်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် လေးရှားနိုင်ငံခြားရေးဝန်ကြီး၏နေပြည်တော်ခီးစဉ်တွင်ပြောဆိုခဲ့မှုများကိုအသေးစိတ်ထုတ်ပြန်လိုက်သဖြင့်မြန်မာစစ်တပ်၏လင်းလေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်စစ်တဲရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူပေါင်းဆောင်ရွက်မိခုမလေးရှားနိုင်ငံသားရေးဝန်ကြီးကမပြောဆိုခဲ့ပေစစ်တပ်ကလိန်လေဝါဒဖြန့်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်၏နေပြည်တော်ခီးစဉ်တွင်ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍အသေးစိတ်သတင်းထုတ်ပြန်လိုက်သဖြင့်မြန်မာစစ်တပ်၏လိင်လယ်သတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်သွားသည်မြန်မာစစ်တပ်၏ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်ကမပြောခဲ့ပေစစ်တပ်ကလိင်လယ်ထုတ်ပြန်ခဲ့မှုမှာမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာန၏ရမန်နီသတင်းထုတ်ပြန်မှုကြောင့်အပြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည် လေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်သည်အော်တိုဘာလ9ရက်နေ့နေချင်းပြန်နေပြည်တော်သို့သွားရောက်ခဲ့ပြီးရှင်းတို့လာရောက်မှုအပေါ်စစ်တပ်ကလိမ့်လည်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်စစ်တပ်လိမ့်လည်သတင်းထုတ်ပြန်မှုတွင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကိုအကောင်ဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲလှိလာစောင့်ကြည့်ရေးအဖွဲ့များကိုလည်းဆေလွတ်ပေးသွားမည်ဟုလိမ့်လေဖော်ပြခဲ့သည်မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာန၏ရှမန်နီသတင်းထုတ်ပြန်ချက်တွင်ရွေးကောက်ပွဲသည်ဒီမိုကရေစီအတွက်အဓိကအရေးကြီးသောအစိတ်အပိုင်းဖြစ်ကြောင်းရွှေကောက်ပွဲကိုလွတ်လပ်မြတ်ပွင့်လင်းမြင့်သာယုံကြည်ရသည့်လုပ်ငန်းစဉ်များဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ၏ရွှေကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုဖြင့်သာကျင်းပတင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုခဲ့ပါသည် ထို့ပြင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေးလွှတ်ရန်စစ်တပ်ကအာဆီယံနိုင်ငံများကိုဖိတ်ကြားမှုနှင့်ပတ်သက်၍မှတ်သားထားပြီးရင်းအရေးကိုလာမယ့်58ချိန်မြောက်အာဆီယံအစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်းမလေးရှားနိုင်ငံအတွက်မူရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်သို့ပေးပို့ပေးမည်ဖြစ်ကြောင်းမလေးရှားနိုင်ငံသားရေးဖွင့်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါသည် မလေးရှားနိုင်ငံသား၏ဝန်ကြီးကစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပမှုအပေါ်ဝမ်းမြောက်ဝမ်းသာဖြစ်သည်ဟုမပြောဆိုခဲ့ပေဖူးပေါင်းဆောင်ရွက်မည်ဟုလည်းပြောဆိုခဲ့ခြင်းမရှိပေစစ်တပ်ကတဖက်သက်လိမ့်လည်တရင်ထုတ်ပြန်မှုမှာမလေးရှားနိုင်ငံသား၏ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကြောင့်ထင်ရှားပေါ်လွင်သွားသည် ထို့ပြင်မလေးရှားနိုင်ငံသား၏ဝင်ကြီးကမင်းအောင်လိုင်းအပါအဝင်စစ်တပ်ကောင်ဆောင်များနှင့်တွေ့ဆုံစဉ်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်အကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများခွင့်ပြုပေးရန်အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလုပ်ရန်ချက်မှန်အလီပေးပြောဆိုသည်ထို့ပြင်အရက်သားများနှင့်အရက်ဖတ်အဆောက်အအုံများအပေါ်အကြံဖတ်မှုများကိုရပ်တန့်ရန်မလေးရှားနိုင်ငံသား၏ဝင်ကြီးကမြန်မာစစ်တပ်ကောင်ဆောင်များကိုအလီပေးပြောဆိုခဲ့သည် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်